ီလေးကတော့တရုတ်ကလာတဲ့မီမလိုဆိုရယ် hot pot လေးအဲ့ hot pot တွေကခက်စားနေရအောင်နည်းနည်းကြာပြီးတော့ထင်တယ် just မြင်ဖို့တော့ကြာပြီးပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းတက်တော့မှဒီလိုမျိုး bad review တွေအများကြီးတွေ့လာတယ်အ hot pot ကပြုတ်လိုက်တော့အိတ်ကပေါက်နေတယ်ဘာ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 ဆိုပြီးအများကြီးတွေ့လာရပေါ့နော်သူတို့တစ်ပေါင်းနဲ့လောက်ဝယ်စား just ကမှားတာတော့1000ကျော်ရမ်းပဲဒါပေမဲ့အရင်ဘလို့အချိန်နေလောက်မလဲမသိဘူးဟိုမီခောက်ဆွဲကကြက်ပမလားသိရမလား ဒီလိုမျိုးရှင်နဲ့ဒီတိုင်းပြောလိုက်ရင်ခေါက်ဆွဲရကြက်ပါမလားပြီးတော့အရသာရောကောင်းပါမလားဘလို့နေလဲသူတို့ကဟော့ပော့လို့သာပြောတာပေါ့နော်တကယ်ဟော့ပော့တန်းပြီးရဲ့လားဒါမှမဟုတ်စိတ်ကြည်နေမှုရနိုင်ရလားဆိုတော့ just အရသာရောပြီးတော့မီးမလို့ပဲပြုတ်တာရောအဆင်ပြေပါမလားဆိုတာစမ်းပြပြီးမယ်အဲ့တော့ဒါကိုဖောက်ကြည့်အောင် မလီမာတောက်ကလောက်နေရမကြောက်ခဲလို့ပဲ။ချောင်းမီမပါပဲနဲ့ဘလို့ပြုတ်အောင်လဲ။အာဒါတွေကဘယ်ဟာစားစရာလဲဘယ်ဟာမီးမလို့ပဲပြုတ်ရရဟာလဲဆိုတော့မခွဲတတ်တော့သိတာမနိုင်ပြောရရှင်နှွေးမထည့်ရဘူးတဲ့ဒါအောင်စားစားလို့မရဘူးဘူးကစားမှလဲเนาะဖောက်ပြီးတော့ပြီးတော့မီးနဲ့မတုံးရဘူးတဲ့โอเค အဲဆိုရင် just to ထောင်းဖောက်ပြီး GL ကိုထည့်မယ်ပြီးတော့ရှေးထည့်မယ်ပြီးတော့ဒီလိုထည့်ရမယ်စပြီး trying ကြည့်ကြပါဘို့ဒီမှာ2လေးရောက်ပါတယ်2ကလည်းဒီမှာကြည့်ဟိုလေးလက်မအောင်ပြည့်ရလားမသိဒါဆိုရင်ထောင်းစဖောက်ပါပြီ Okay ဒီဟာကဖောက်ပြီးဒီရဲ့ခဏထည့်ရလိုက်မယ်ပေါ့နော်ရေရောမထည့်ရသေးဘူးအရန်ပူရလို့ကြားတယ်စတင်ကြားထားတယ် ပြီးတော့ဒီဟာလေးဒါခုနထားမယ်ဒီဟာလေးထည့်မယ်ဒါရေတော်တော်မာတယ်သိလားခွေရောက်ပြော့ပြော့ပြီးတော့စားခောက်မယ်လို့မထင်မခံစားအောင်ဖြစ်နေအေးလမ်းတည် အဲ့တရုတ်ကအစားဆိုင်ရအဲ့လိုဘာဘာမှမသိဘူးပါတယ်ချင်းချင်းဆုပ်ဆုပ်နဲ့တရုတ်ဒါမှစားလိုက်ရင်တော့ကောင်းတော့ကျမျိုးလေးပဲသူဟာအော်မြစ်ချင်လို့ဘူးဟာဘာလို့တူအဲ့လောက်တသေးလေးထည့်ပေးရလဲမသိကြာစွဲတို့ဘာတို့ညာတို့မြစ်တို့မြစ်ချင်ကွန်ပါတီထနာဘူးဘယ်သူဟောပါမှာဘယ်သူမြင့်ချင်ထဲစားလဲပြောသွားကြအောင် တကယ်ထင်တဲ့အတိုင်းမှာနှလုံးမဲ့ပါရဲ့ဟေးနှလုံးမဲ့ပါမဲ့ပုံဆိုပြီးပြောလိုက်ကမှနှလုံးမဲ့ပါရဲ့ကျေးဇူးတင်လိုက်တာသူကလေတရုတ်တရုတ်မဟုတ်အနံ့တော့ရတယ်ဒီကနည်းနည်းလေးတရုတ်မဟုတ်နေရတယ်ဒါပါ spicy အနှစ်ထင်တယ်ยานั่นนั่น အနံ့ခံလိုက်တာနဲ့ကိုကွာတည်တာလုံးဝထောင်းပြီးတော့စက်မဲ့အနံ့လေအပြည့်ဒီဘာလောက်ထည့်လိုက်မယ်ဒီဟာကလေတည်တာတတိထားမှာဘယ်လိုပြောရမလဲရဲကိုရေထည့်လိုက်တာ ਨੇ ကွာအရှမ်းပူလာပြီးတော့လက်တွေပါလောင်တက်တယ်ဆိုပြီးပြောကြတယ်အဲ့တော့လောင်ကဒီဟာရေထည့်ပြီးရတယ်မဖွင့်တော့ဘူးပေါ့နော်အဖုံး အဲ့ဒါ just တစ်ချက် instruction ကဒီနောက်မှာပါတယ်အဲတရုပ်လိုကြီးမဖတ်တော့ဒါပေမဲ့ပုံကြည့်ပြီးတော့သိရလားလေးနှစ်ကလေးလို့လေးနှစ်ကလေးရောလို့ပုံကြည့်ပြီးတော့ခံမှန်းလိုက်မယ်ဆိုတော့စဉ်းနှစ်ဖောက်ထည့်တယ်ပြီးတော့ရှည်ထည့်တယ်ပြီးတော့အဲ့အိုးတွေကိုရှည်ထည့်တယ် ပြီးတော့15မိနစ်စောင့်ရတယ်လို့ထင်တာပဲဒီပုံထဲမှာ15မိနစ်လို့ပြတာအဲ့တော့15မိနစ်အတီမှာ chance ကပြန်ကင်မှုတော့ season ရှိရပေါ့နော်။သူကကွာပြောရမယ်ဆို chemical သုံးမျိုးလောက်နဲ့လုပ်ထားရောတာဆိုတော့အရင်ပြင်းနေပေါ့နော်။ chemical လက်လောင်ရင်ဘယ်လိုဖြစ်လဲဆိုတာသိကြရထင်ပါတယ်။ဘာလို့လဲဆိုတော့လက်တကန်အဲ chemistry တခွဲကနေပါဝင်လဲကွာတခုခုထိသွားတယ်သိရမလား80ပိုင်းနဲ့ဝင်ရဆိုသတိထားစီနေ။ဒါကိုလုံးဝမကင်ကြပါနဲ့။2000 years later ကတကယ်မီးဖို့ပေါ်တင်ထားတဲ့အချိန်မှာတော့ပွပွဆူပြီးတော့အဲ့လိုမျိုးအတန်ကြီးရှူရှဲရှူရှဲကြီးထွက်နေရွာပြီးတော့7မိနစ်ကြော်ကြော်15မိနစ်ပြည့်ခန့်နေတော့လဲကြာအောင်ညင်သွားအောင်ဒါပေမဲ့တော်တော်တော့ပူတယ်သိလားဖွင့်တတိထားဒီအောက်ဒီဆိုလုံးဝမကိုင်းတာကောင်းတယ်အရန်ဘယ်ပြောရမလဲတော်တော်ပူတာကွာအဲ့တော့တတိထားပြီးကိုင်းကြတတိထားပြီးဖွင့်ကြပါလို့ပြောစင်တယ်အခုဆိုရင်တော့တော်တော်ပူဖွင့်ပူက အနံ့ကတော့မှွေးနေရပဲဟိုမာလာနဲ့မာလာဟော့ပော့ဆိုတော့မာလာနဲ့ကိုမှွေးနေရပဲဒီမှာအနံ့ချက်တာလေးနည်းနည်းထည့်လာအောင်ပေါ့မပေါ့တော့တေးချာမသိဘူးဒါပေမဲ့ဒီဘတ်ကိုတော့နည်းနည်းလေးပို့စောင်းနေလို့ခံစားရတယ်။ခုနခေါက်ဆွဲလေးမကြက်ဘူးလို့ထင်တဲ့ခေါက်ဆွဲလေးလည်းကြက်လောက်တယ်ထင်တာပဲအခုအဆောက်အုံရှာလို့မရတော့တူကလည်းသေးသေးလေးတူသေးရလုံးဝအဆင်ပြေသေးလားဟုတ်ဟုတ်ဝဲဒီလိုရှင်ကိုရိုက်တာအောင်တော်တော်ပူဝဲရင်ငွေခံတာအောင် အော်ဒီမှာခေါက်ဆွဲကြက်တယ်ကြက်တယ်ခေါက်ဆွဲရောကြက်တယ်လို့ပြောလို့ရဒီမှာမာဆက်ဆက်တော့ဖြစ်မနေဘူးအမြင်မှာတော့အစားကြည့်မှန်းတစ်ချက်ပြော诶အဆင်ပြေရဲ့ထဲဟိုပေါ်တဲပြုတ်ထားသလိုပဲပေါ့နော်တော်တော်တော့အဆင်ပြေရဲ့အရာပါလည်းမဆိုးပါဘူးသူကလုံးဝအဆင်ပြေဘူး ။ तू อ่ะไก่လို့ไก่อ่ะတော်တော်ချောနေกว่าတည်လား။ကျင်းတို့ထိုးပြီးစားမှရမယ်။ခုနောက်ခေါက်ဆွဲခတ်တာလည်းလုံးဝအဆင်မပြေ။အမေသားလုံးကလုံးဝ quality မကောင်း။စားလို့မကောင်း။သားတူကြီးလိုခံစားရတယ်။အာလူကတော့ပုံစံကြည့်ရမှာဆက်ဆက်ဖြစ်နေကွာဒါပေမဲ့ ကြက်ကြက်တယ်လို့မထင်ဘူးအဲတစ်ချက်စားကြည့်ကြည့်မလားလို့အလိုမကြက်ကြက်နေထားရည်ဒီလားအလိုတော့မကြက်ဘူးဘယ်လိုပြောရမလဲခံစားနေရတာလေအခုအရာပါဘာတော့မစိုးပါဘူးဒါပေမဲ့ဒီမှာပါတဲ့အာလူတို့ဟိုဟာတို့တရားတို့ကလေခလေးတွေသိရမလားဟိုလမ်းမေးကနေအရွက်တွေခူးလာပြီး run down ရှောက်ထဲတာလို့ခံစားရတယ်အဲ့လိုမျိုး quality ကောင်းတာတခုမှမပါဘူး အရှည်ကတော့တောက်လို့ကောင်းမှာတချို့ရရောပြောကြရပေါ့နော်ဒီဟာခေါက်ဆွဲပြုတ်နဲ့တူတူပဲဆိုပြီးဒါပေမဲ့ခေါက်ဆွဲပြုတ်နဲ့တူတော့ဆိုခေါက်ဆွဲပြုတ်အကြီးထက်တော့နည်းနည်းလေးပိုကောင်းတယ်လို့ထင်တယ် Jazz ကတော့ဒီမှာကြာဆွဲရလဲပါသေးတယ်ကြာဆွဲလဲမာတောက်တောက်မာဆက်ဆက်ဖြစ်နေမယ်ပုံမှန်ဆရာကြာလို့မကြိုက်လို့လားမသိဘူးကြက်တယ်လို့မခံစားရဘူးပြန်ကျွန်းရွတ်ကျွန်းရွတ်ကအဆင်ပြေမှာ တော့ overall ခြုံပြောရရင်ဒါတန်လားဆိုတော့မတန်လို့ခံစားရကွာတိတယ်ကိုအောင်နည်းနည်းပတ်စံလေးစိုက်ပြီးတကယ်ဟုတ်ပေါ့အစ်စ်ပဲသွားစားမှာပေါ့ဒီဟာကြီးကအစ်စ်မပြေဟိုဝယ်မစားဖြစ်ပါဘူးဘာလို့လဲဆိုတော့ဒီဒီလိုမျိုးပြီးရောကွာပြောရမယ်ဆိုဒီလိုမျိုး self heating ဟုတ်ပေါ့ self heating food တွေအကုန်လုံးကအောက်တော့ဘာလို့မစားရဖို့အစ်စ်မပြေကွာဘာလို့လဲဆိုပထမအချက် chemical နဲ့လောက်ထားဖြစ်တဲ့အတွက်ကြောင့် TikTok မှာ ဒီလိုပြလာသလိုဒီခွက်ကပေါက်သွားတယ်ဆိုရင်တည့်ရမဒီခွက်ပဲဖြစ်ဖြစ်အောက်ကအထုပ်ပဲဖြစ်ဖြစ်ပေါက်သွားတယ်ဆိုရင်ကွာဒီစားစရာလည်းဝင်ပြီးကိုပဲထိမှာကွာဒီကမ်မီကယ်ကြီးကကိုပဲဆက်ထဲအောင်ရောက်မှာအဲ့ခါကျရင်အသက်အန္တရာယ်ရှိရပေါ့နော်ပြီးတော့ဒုတိယချက်ကဒီခွက်တွေကအပေါစားရကွာခုနမြင်တဲ့အတိုင်းပဲအဲ့တော့ဒီလိုမျိုး plastic နဲ့အပူနဲ့ထိရင်ဘာဖြစ်လဲဆိုတာသိကြပါတယ်အဲ့တော့ လုံးဝကျမ်းမာရေးတော့မကောင်းဘူးမဖြစ်မနေအခြေအနေဥမာကမ်မင်းထွားလို့မီးမရှိတဲ့နေရာတော့သိရမလားဘာရန်စာဆို emergency food အနေနဲ့ဆိုတော့ကောင်းတယ် stand by သိရမလားရှိရသင့်တယ်ဒါပေမဲ့ဒီတိုင်းအလဟာသာသိရမလားအပျော်မီးရှိတဲ့နေရာလွယ်တကူချက်ပြုတ်လို့ရနေနေရာမှာတော့ဒါစားရတော့အဆင်မပြေဘူးလို့ just တင်တယ်ပြီးတော့အရသာကောင်းမိမဲ့အထက်ကပေါင်ပစ္စည်းရလည်းမကြိုက်ဘူးဆိုတော့ဒါရောချက်အမြင်ပါအဲ့တော့ချက်ကတော့ဝယ်စားဖြစ်မယ်လို့လုံးဝမထင်ပါဘူးအဲဆိုရင် ခင်ရေပွဲစီစဉ်လေးရလေးပြီးပြီပေါ့နော်အဲ့တော့ဒီလိုဗီဒီယိုလေးကိုစိတ်ဝင်စားရဲဆိုရင်ဒီ channel ကို like and subscribe လုပ်ခဲ့ပြီပါကျွန်မက influencer Jasmine မနောက်ပတ်ဒီမှာလည်းဘလိုပစ္စည်းမျိုးကို review ပေးမလဲဆိုတာကိုစောင့်ကြည့်ပြီးပါဦး bye bye